တော့ကျမ်းမာခြင်းတို့နှဆိုးနှင်ထုတ်ခြင်းတို့ပြောလိုက်ပြီဆိုရင်တချို့ချို့သောသူတွေကဒီလိုပြောကြတယ်ကျမရဲ့ကျမ်းမာခြင်းအတွက်ဆုတောင်းပြီးရင်လည်းခဏနေပြန်ဖြစ်ပြီးရင်လည်းဖိမဲ့အမျိုးပဲအဲ့တော့ဆုတောင်းစရာလိုလားလို့ပြောကြတယ်အဲ့တော့ကျွန်တော်တို့လိုတာပတ်စံလေပတ်စံရှိပြီဆိုရင်ဆေးရုံသွားလိုက်မယ်ပတ်စံရှိပြီဆိုရင်ဆေးခန်းသွားလိုက်မယ်ဆေးလေးတောက်လိုက်မယ်အဲ့ဒါဆိုပြီးသွားတယ်မဟုတ်ဘူးလားဆိုပြီးတော့နော်အဲ့ဒါပြောလို့ရှိတယ်ကျမဒါလေးကိုနေကျင်တယ် ဖယားသခင်ကကျဲမာခြင်းပေးခြင်းတယ်လို့ပြောရင်ဘာဖြစ်လို့ကျဲမာခြင်းကိုမလက်ခံရမှာလဲဒီလိုပြောလိုက်လို့ဆရာဝန်တွေအရေးမကြီးဘူးလို့မပြောဘူးဖယားသခင်သူတို့ကိုတုံးတဲ့အပိုင်းရှိတယ်ဆိုပါဆိုရှင်ပေါလုရဲ့အနားမှာဒေါက်တာလူကာရှိတယ်လူကာကရှင်ပေါလုရဲ့အနားမှာအမြဲတမ်းလိုက်ပြီးတော့မှအမှုတော်ဆောင်တဲ့ပုံကိုတယောက်ဖြစ်တယ်ဒါပေမဲ့ရှင်ပေါလုကလူကာရှိလို့လူကာရဲ့မင်းမဲဆေးကူးလိုက်တော့လို့မပြောဘူးဘာလို့လဲဆိုတော့ရှင်ပေါလုအားဖြင့်နမိတ်လက္ခဏာပြုခဲ့တဲ့နေရာတွေများကြီးရှိတယ် ရှင်ပေါလုအပြင်သွေးဝမ်းသွားနေတဲ့သူတွေပြန်လဲပြီးတော့ကျမ်းမာတဲ့အရာရှိတယ်ဖြားတဲ့သူတွေပြန်လဲကျမ်းမာတာရှိတယ်ဟာတခါတဲ့လူတွေလက်လျှော့ထားတဲ့သူတွေပြန်လဲကျမ်းမာတာရှိတယ်ဟယ်လိုအဲ့တော့ဒီနေရာမှာဆိုလိုတဲ့အရာကဆရာဝန်ရဲ့အထက်မှာဖရာသခင်ကိုနေရာပေးခြင်းစိတ်ရှိလားလို့ပြောနေတာပါဆရာဝန်ရဲ့အထက်မှာဆေးဝါးတွေရဲ့အထက်မှာဖရာသခင်ကိုဖရာရဲ့အရှိကိုသွားခြင်းနဲ့စံတာရှိလားလို့ကျွန်မမေးနေခြင်းဖြစ်တယ်အဲ့တော့ จมรู้ขาดเลยนี่มากองพี่มีส่วเฮ้ไปอุจจาสิเลี้ยเต่าไรเออไปอุจจาระนั่นแม่ติสมาเมารู้จริงยาอะไรเอาละเออแม่เนาะแล้วว่าแม่อยากะจะคุกคุนี่มากองมาเจ้ามาพี่มีส่วนยินส่งพยายธิคีอจะนอนนี่มากองพี่นี่ส่วนสักลงว่ายินอุ้งส่งต้องสั่งเจ้าคนเนี่ยพยายามนี่ยนกชาบจะกูกองจีเป้บ้างสิอเมน ံကိုသဘောမပေါက်ဘူးဆိုရင်တင်ရဖရားကြီးအပြစ်ခွင့်လို့ကျုံသဘောမပေါက်သေးတာပဲဖရားကြီးကေတင်ခြင်းကိုသဘောမပေါက်သေးတာပဲဖရားကြီးကေတင်ခြင်းကနောက်ဘဝအတွက်ပဲမဟုတ်ဘူးယခုဘဝအတွက်လည်းပါတော့ကေတင်ခြင်းပါအဲ့တော့တချို့တွေကလည်းစဉ်းစားတယ်ဟာဆရာမရေအဲ့လိုပဲအနာရောဂါကျန်းမာစေဖို့ရင်အတွက်လှုပ်လှုပ်သွားတဲ့သူတွေဆော့ဆော့ဆီးဆီးနေတာလည်းတွေ့တယ် ခေါ်တော်မူခြင်းနဲ့ခံရတာလဲတွေ့တယ်။ကျမပြောပြမယ်။အဲလိရှေတေနာယောကဆွဲပြီးတော့အဆုံးမတည်သွားတာပါ။ဒါပေမဲ့မတည်ခင်အချိန်မှာသူ့အားဖြင့်မကျမ်းမာမှာဖြစ်နေတဲ့သူတွေကျမ်းမာသွားတယ်။တည်တဲ့သူတွေရှင်ခဲ့တယ်။အဲ့တော့ပြောခြင်းတဲ့အရာကတင်ရှင်ရမယ်နှစ်ကာလတည်းမှာတင်လို့မယ်အလုတ်ကို ပြီးမြောက်စေဖို့ရန်အတွက်အဲ့ဒီကျမ်းမာခြင်းလိုနေတယ်လို့ပြောချင်တာဖခင်ကတင်ရမယ်နေ့ဆိုရင်တင်တင်လိုက်ဖို့တင်လိုက်ဖို့ပဲ ကျွန်မသိလိုက်ဖို့ပဲဟုတ်လားဒါပေမဲ့သိရမင်းနေမရှိခင်တင်းကိုဖရားတကယ်ဒီလောကထဲမှာထားတဲ့အခါမှာကျမ်းမာခြင်းအပြည့်နဲ့ရွှင်လန်းခြင်းအပြည့်နဲ့ဝမ်းမြောက်ခြင်းအပြည့်နဲ့နှုတ်ပြိုခြင်းအပြည့်နဲ့တင်းကိုဖရားတခင်ကအမှုတော်ဆောင်စေခြင်းလားအာမင်